လိုချင်တဲ့ကစားမလေးရပြီဆိုတော့နည်းနည်းအားချောင်းမယ်ဗျာလို့နော်အားချောင်းနေဆိုတာအမှန်တရားပြောမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဂျွန်လာမှာကျော်ကန်သွားမဲ့ကလပ်ဝေါကက်ကလပ်ကပဖလာကကျွန်တော်တို့မန်စီအတွက်ပဲဂျန်နေတင်းနေနဲ့ပါဝင်ရှင်ပြိုင်လို့ရတယ်ဒါပေမဲ့ဂျန်နေတင်းဖန်နေတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားဖို့လိုတယ်ဗျာအရင်မျော်လဲမထားနဲ့အဲ့ဖလာကမန်စီအတွက်ပဲဘာလို့လဲဆိုတော့မန်စီအတွက်မှာလိုအပ်နေတဲ့ကစားမားတွေလိုအပ်နေတဲ့နေရာတွေရလာပြီပဲเนาะအဲ့တော့ပထမတစ်ယောက်ကကျွန်တော်တို့ရိုင်ဒါစ်ပေါ့เนาะရိုင်ဒါစ်ကကျွန်တော်တို့တန်နံပါတ်၈ရိုးနေရာရပြီ ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ no re ပေါ့နော်ဘယ်နောက်ခံလူနေရအတွက်ရပြီဟောပြီးရင်တော့ကျွန်တော် check key မကြခင်ချိန်တွင်းမှာပဲရောက်တော့မယ်အဲ့တော့စဉ်းစားကြည့်ပါလို့နော် rotary ရဲ့ဘေးမှာ rinders rinders နဲ့ကျွန်တော်တို့ရှေ့မှာ check key နဲ့ပြီးပြီပေါ့ဗျာလို့နော်ကျွန်တော်တို့ man city တင်းမှာလိုအပ်နေတဲ့နေရာဒါအောင်မှကျွန်တော်တို့နောက်က no re ရကျွန်တော်တို့ left back နေရာမှာနေမှာဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ man city တင်းကဆောင်ရမ်းကိုကောင်းတော့ရီဆောင်ရမ်းကို find တော့ရီဗျာလို့နော်အဲ့တော့ဒီနေ့ကလပ်ကဘာဖလာက man city တင်းအတွက်တော့ပဲလို့နော်အဲ့တော့ ျွန်တော်မန်စီတင်းကလပ်ကပဖလောက်ရယူပါမယ်အဲ့တော့ဘာလို့ဒီလိုမျိုးခဏခဏပြောနေရလဲပိုင်ပြိုင်ပွဲတောင်မစရသေးဘူးမန်စီတင်းကလည်းမကောင်းလို့မဟုတ်ကျွန်တော်မန်စီတင်းကကောင်းတယ်အဓိကလိုအပ်နေတာကဂိုးဖန်တီးပေးမဲ့လူလောက်ရဲကန်ရဲရှိမဲ့လူကိုလိုအပ်နေတာဗျာအဲ့တော့ချက်ကီကကျွန်တော်လောက်ရဲကန်ရဲရှိတယ်ပေးပို့မှုတွေလည်းကျွန်တော် ပေးပို့ရဲတယ် risk ယူရဲတယ်ဗျာအဲ့တော့ဒီကစားသမားမျိုးတွေကကျွန်တော်မန်စီတင်းကိုရောက်လာလို့ရှိရင်ကျွန်တော်မန်စီတင်းကပြီးသွားပြီရှေ့မှာရှိနေတာဟာလန်ဗျာ ဟာလန်မရှိဘူးဆိုနောက်ထပ်ဘရူရှိတဲ့အထင်လဲမာမိုးရှိသေးတယ်ဗျာအဲ့တော့မာမိုးလည်းရှိတယ်ဟာလန်လည်းရှိတယ်ဆိုတဲ့အနေအထားတစ်ခုမှာအမြဘာလို့ရေးလဲဗျာတော့နော်ဟာလန်ရောမာမိုးရောကကျွန်တော်တို့လုံးဝဒီโกดวินကောင်းတဲ့โกดวินတေချာတဲ့ကောင်းနေပြာလို့เนาะမာမိုးဆိုလို့ညာရီဝက်မှာလာတာဒါပေမဲ့ဆောင်ရဲနေကောင်းပြတော့တယ်เนาะဟာလန်ကတော့တည့်ရတဲ့အတိုင်းပဲโกดวินဆက်ကြီးဆက်ယုတ်ကြီး မြန်ဘောလုံးနာပေးလိုက်ဒိန်းဆိုဒုတိယစက်ရုပ်ဆိုတဲ့တည့်ရဲ့လောက်ကတစ်ခုပဲရှိရအဲ့ဒါဂိုးတဲ့ကိုဒီဘောလုံးဘလို့ရအောင်ကန်မလဲဆိုတာပဲတည်တာကျန်တာမတည်ဘူးအဲ့တော့ဟာလန်ကကျွန်တော်တို့ဒီလို6ကီလိုကွန်မြူနဲ့တွဲပြီလို့ရှိရင်တော့ခင်ဗျားတို့ကေဗင်ဒီဘရိုင်းနဲ့ဟာလန်အတွဲကြောက်စရာကောင်းတဲ့အတွဲတွဲကိုမြင်တွေ့ရအောင်ပါအဲ့ဒါ6ကီနဲ့ကျွန်တော်တို့ဟာလန်တိုက်စစ်အတွဲပဲအဲ့တော့ကလပ်ကဘာပလာကကျွန်တော်တို့မန်စီတီရဲ့အပိုင်မှာပဲလို့နော်အဲ့တော့လင်းနစ်တာဝစ်စင်ရမယ်ဗျာလို့နော်အဲ့ကလပ်ဗာလဲဒစိတ်ကလေးလားဟလားချန်ပီယံဖြစ်သွားလို့ရှိရင်သူက ကလဝေါကတစိအမှတ်တားလေးကိုကျွန်တော်ဒီရင်ဘက်မှာ၄နှစ်ဆက်တိုက်တောင်ဝေ့ရမှာဆိုတော့အဲ၄နှစ်ဆက်တိုက်ကျွန်တော်တို့မက်ဆီတင်ဝေ့ရမှာပါလို့เนาะအဲ့တော့ကျွန်တော်တို့မက်ဆီဖန်တွေကြိုပြီးတော့ဝယ်ဖို့တာပြင်ထားပြရလို့เนาะအားလုံးကျေးဇူးတင်ပါတယ်